မတို့ဒီနေ့မှာအန်တီတီတာပေါ့နော်တီတာရွှေဆိုင်ကနေပြီးတော့မီဒီယာကွင်းကနေတဆင့်သိန်း100ကျက်ငွေသားသိန်း100ကျက်လာရောက်လှူဒန်းပေးတာဖြစ်ပါတယ်။အာကေစီပစ္စည်းတွေဆိုတာလှူဒန်းနဲ့သူကအရန်ကိုရှာပါသေးတယ်။ကျွန်တော်တို့နိုင်ငံမှာပရဟိတအသင်းနေရမြို့နယ်တိုင်းမှာရှိပါတယ်။အဲကျမတို့ကေစရီပညာရက်တွေလည်းအများစုကတင်ယူပြီးတော့မှလေ့ကျင့်တက်မြောက်ထားပြီးသားပါကျမတို့ ဟိုကဲဆယ်ရေးပစ္စည်းမလုံလောက်မှုကြောင့်တန့်ချခဲ့တာတွေရှိရင်လည်းအားနာပြီးတော့တောင်းပန်ပါတယ်အန်ဒီတီတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အန်ဒီစီးပွားလက်လာပါတယ်အများကြီးတိုးတက်ပါစေလူမဲ့သုံးမဲ့တွေးတိုင်းအမြင်နဲ့ညောင်များစွာပေါ်များပူရှံပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ် င်္ဂလာပါအဲကျမတို့ဒီနေ့မှာအန်တီတီတာပေါ့နော်တီတာရွှေဆိုင်ကနေပြီးတော့မီဒီယာကွင်းကနေတစ်ဆင့်သိန်း100ကျပ်ငွေသား300ကျပ်လာရောက်လှူဒန်းပေးတာဖြစ်ပါတယ်အဲကျမတို့ဒီကေဆေးလုပ်ငန်းစပြီးတော့28ရက်နေ့ကနေစတင်ပြီးတော့လှုပ်ဆောင်တဲ့အချိန်မှာကျမတို့အသင်းတွေကအဲကေဆေးပညာရေးနဲ့ပတ်သက်ပြီးကျမတို့အဆင်ပြေရပေါ့နော်လူရင်းရလေးလုံလုံလောက်ရှိတယ်ဒါပေမဲ့ ျမတို့မှာအချို့သောစက်ကရိယာပစ္စည်းတွေမလုံလောက်တဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းလေးတွေမှာကြံ့ကြံ့မှုလေးရှိခဲ့ပါတယ်ဒါ NDT တာကဒါလေးကိုမြင်ပြီးတော့ကျမတို့ကယ်ဆယ်ရေးလုပ်တဲ့သူတွေကိုဒီလိုခွန်အားပေးတဲ့တရက်အနေနဲ့ပေါ့နော် NDT ကဒီလိုမျိုးငွေသားသိန်း100တိတိလူတန်းပေးတာဖြစ်ပါတယ်ကျမတို့ကယ်ဆယ်ရေးပစ္စည်းတွေကိုကျမတို့ကျင်းလုံးမှာပေါ့နော်တွားပြီးတော့ရှာတယ်ဒါပေမဲ့ကျမတို့လိုချင်တဲ့အဲတကယ်ကျမတို့ ਨੇ ကိုင်းကြီးတဲ့ဟာကပစ္စည်းပြတ်နေရအောင်ဆိုတော့လေကျမတို့ထိုင်းနိုင်ငံကိုဆက်ပြီးတော့မှအမှားယူထားပါတယ် အာနောက်ရက်ပိုင်းနည်းနည်းဆိုလို့ရှိရင်ဒီစက်ပစ္စည်းရောက်လာတဲ့အခါကျမတို့တွေဒီအခုလက်ရှိကျမတို့တက်မဲ့ခန္ဓာတွေပေါ်ထုတ်တာတက်ရှိရှိနေသေးတဲ့သူတွေကိုအဲကယ်ထုတ်တဲ့လုပ်ငန်းစဉ်တွေပေါ့နော်အခုတက်မဲ့လုပ်ငန်းတက်မဲ့ခန္ဓာကိုယ်တွေကိုပြန်ထည့်ပြန်ပြီးတော့မှဖော်ထုတ်တဲ့လုပ်ငန်းစဉ်လေးတွေပို့တိုးပြီးတော့မှဆက်လုပ်သွားလို့ရတယ်။နောက်ပြီးတော့ပြန်လဲထူထောင်ရေးကာလပေါ့နော်ပြန်လဲထူထောင်ရေးမှာဒီအိမ်အပြိုအပြက်တွေကိုအဲကျွန်တော်ဖြိုဖျက်ပြီးတော့မှပြန်လဲပြီးတော့မှရှင်းလင်းဖော်ဆောင်ပေးရတဲ့လုပ်ငန်းစဉ်တွေမှာဆိုရင်လေတကယ်ကိုအတုံးတဲ့တဲ့ဆက်ပစ္စည်းတွေဖြစ်ပါတယ်။ ါကယ်ဆယ်ရေးပစ္စည်းတွေဆိုတာလူဒန်းနဲ့သူကအရန်ကိုရှာပါသေးတယ်ကျွန်တော်တို့နိုင်ငံမှာပရဟိတအသင်းနေရမြို့နယ်တိုင်းမှာရှိပါတယ်အဲကျမတို့ကယ်ဆယ်ရေးပညာရက်တွေလည်းအများစုကတင်ယူပြီးတော့မှလေ့ကျင့်တက်မြောက်ထားပြီးသားပါကျမတို့ဟိုကယ်ဆယ်ရေးပစ္စည်းမလုံလောက်မှုကြောင့်အကြံကြားခဲ့တာရှင်ရင်လည်းအားနာပြီးတော့တောင်းပန်ပါတယ် ဒီလိုမျိုးကျမတို့လေးလေးနက်နက်တံမိုးထားပြီးတော့လှူဒန်းပေးတယ်အန်တီတီတာတို့တီတာရွှေဆိုင်နဲ့မိသားစုတွေလည်းဒီထက်မကပို့ပြီးတော့လှူဒန်းပေးနိုင်ဖို့ဆူတောင်းပေးပါတယ်ရှင်ကျမတို့ကေဆေးရေးသမားတွေကိုဆန္ဒပြီးတော့လှူဒန်းပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆားထက်တိုးပြီးတော့အောင်မြင်အေးချမ်းပါစေရှင်မင်္ဂလာပါကျေးဇူးပါ